အလုံးမဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမခင်ဆွေဦးရေးသားထားတဲ့အလွမ်းအိမ်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အလွမ်းအိမ်ကျမတို့နှစ်ယောက်လှေကားအစင်းအသက်တွင်စုံမိကြသည်ကျမက အသက်သူကအစင်းခိတားမြရရွေတူးကတူးဖြတ်ခနဲလှမ်းကြည့်ပြီးကိုသွားမြလန်းကိုဆက်သွားကြသည် လာတာနဲ့မင်းကလေးအထက်တန်းကျောင်းမင်းဟောခမကလေကားတွင် အမှတ်မတင်စုံစည်းမိကြတာဖြစ်သည်။ကျမကလှုပ်တဲ့သုံးနှစ်ခန့်ရှိပြီးသူကဆရာမအသည်။ကိုဟန်တွေ့လဲလျက်နဲ့ဖြူဖြူလှလှလေး။ဆရာမလို့ဆိုရတော့လဲအသက်24နှစ်သာရှိသေးသော ကောင်မလေးတယောက်။ထိုစင်ကကျမကိုရိုင်းတီးပင်လှအသက်29နှစ်။သူကဘယ်သူလဲ။ ကျမတို့ရဲ့ပတ်ဝန်းကျင်မှာအပေါင်းအသင်းကိုစီကိုဒီလိုပြိုင်သူမေးမိကြသည်ထဲကျမတို့နှစ်ဦးရေဆက်ကနေလာသည်လှေကားအစင်းအသက်ဆုံးယုံမျက်လုံးအကြည့်ထတ်တူကြဆဲခဏ၌ပင်ခင်မင်ရင်းနှီးလိုစိတ်တွေပေါ်လာခဲ့ကြလေသည်ဆ iam ခင်ဆွေဦးလေဆ iam လက်လက်ဝင်ကိုစီအပေါင်းအသင်းတွေကဖြေကြသည်ကျမတို့နှစ်ယောက်စလုံးတူးဦးရုပ်ရည်တူးဦးအဝတ်အစားအစဉ်အပြင် ဟန်ပန်ကအစာအကျိုင်းနဲ့တက်လို့တယ်လေ။သူမျက်နှာလေးကဖြူစင်ရိုးဖြောင်းနေ။ပြီးတော့ကာရက်တာရှိတဲ့ရုပ်မျိုးကာရက်တာရှိတဲ့ရုပ်ဆိုတာဘာလဲ။ဆရာမတူကမရှင်းတဲ့ဖြစ်ကျမကိုမေးတော့။သူ့မှာတိချားကိုပိုင်ဆိုင်ရှိတာလို့ပြောတာ။ဒီဇယိုက်ကို သူ့မျက်နှာသူ့အပြုတ်အမူနဲ့လှော်ရှားတဲ့ဟန်ပန်မှာမြင်နေရတာကိုပြောတာ။လဲလဲဝင်ကထက်တယ်။မဟုတ်မကန်စိတ်သက်ရှိပုံရတယ်။ မတရားတာတွေကိုကောင်းကုတ်ခံနေမှာမဟုတ်တဲ့ယုံမျိုးကျမထင်မြင်ချက်ကိုဘယ်သူမှညှင်းချက်မထုတ်ကြပါသူကလည်းသူ့အပေါင်းအသင်းကိုပြောသည်တယ်စာရေးဆရာမခင်ဆွဲဦးလားမျက်လုံးတွေကိုသဘောကျတယ်အယောင်ကိုတောက်နေတာပဲတော်ရုံတယုံပါကိုမှအရှော့မပေးတဲ့ယုံမျိုးဒီတော့ပင်တူးကတူးရိုသေးလေးစားစွာခင်မင်သွားကြသည် တင်ချာနှင့်ဘာသာရက်တင်ချာပို့ချသောဆရာမလေးလက်လက်ဝင်နေတမိုင်းဘာသာရက်မြန်မာဘာသာရက်တင်ချာပို့ချသောကျမတို့အားလက်ချင်သူကြသောအခါအတူတကွထိုင်ကြစုံမိကြကအရင်နည်းဆုံးတငယ်ချင်းပွားတို့ရောက်သွားကြသည်မောတုံမောဦးလေးဦးတွင်စတဲ့မိတ်ဆွေဖြစ်ခဲ့ကြသောလက်လက်ဝင်နေကျမတို့ခေါင်းထက်တွင် တိုက်ဆိုင်စွာပင်ဇွန်ပန်းကုန်းများကိုပန်ထားကြသည် တပဲမလေးတွေပေးသောပန်းကိုအများအားဖြင့်ခရိယဆာမများဘိုကာပြားများကရင်မဲ့တွင်ချိန်တက်ကြ၏ကျမတို့နှစ်ယောက်သာစတုံးပုံပုံထုံရွေးပန်းဖြစ်ကြသည်ကျမတို့နှစ်ယောက်စလုံးခစ်ပေါ်စတုံးဖဲပြားဖဲကလေးများမကြိုက်နှစ်သက်ကြပန်းလာပန်းတက်ကြသည်ခရေပန်းစပယ်ပန်းတခါတလေနှင်းစီစကဖြူစကဝါတတိုင်းမွေးပင်ပန်းကြသည် မွေသောပန်းများလည်းကြိုက်တတ်ကြသည်လဲလဲဝင်းသည်တိုင်းမင်းကြီးဤသည်အင်ဂျင်နီယာကတော်ဖြစ်တော်လဲသပင်ပုံစံရိုးရိုးထိုးစင်တုံးက ပြားအောင်သပင်ပေါ်နေပြီမြမဆန်းဆန်းအင်းကြီးလက်စကားကသူနှစ်ကြိုက်တတ်သောပါတိတ်ထမိန်နှင့်အရာရှိကြီးသမီးဆိုတာဖះဆူကြမ်းကြိမ်ပြောရမည်ပတ်ဆိုင်လေးများခွက်ဝင်အောင်ပြောတတ်ဆိုတတ်သောသူမျက်နာလေးကိုကျမငေးကြည့်နေမြဲပင် ကျမတို့ဆယ်တန်းစာမင်းပွဲခန်းစောင့်ကြပ်ဖို့တာဝန်ကြတော့စာမင်းပွဲဖြစ်ရန်စောင့်နေသောအခန်းဝမှာចောင်းသားခက်ကြီးကြီးတချို့ကလဲလဲဝင်းဖက်လှဲမျက်စိစပွဲထိုင်ကဘရန်နီရှုံးအောင် ပြုံးလိုက်ရင် ပချိုက်ကလေးကချစ်စရာပင်လားထိတ်ကောင်တင်မြပဒုံးရောင်လေးစံကေတီကပုတ်ကယုတ်မြေယုံနဲ့ဆွဲအောင်အယန်းကိုချောတဲ့အပြူနှုတ်ဆက်တော့မလို့ဟန်ချီပြင်ရင်နတ်ပကြီးတော်ငုံ မကြားတရားဆိုရင်နည်းနည်းမှမခံတတ်တော့သူ့ပင်ကိုဇေယျအားဖြင့်ចောင်းသားကြီးတွေနာသွားပြီ။ဟဲ့တေးပါလားဆိုင်မွဲဖြစ်ခြင်းတချင်းဆိုတဲ့ဟာရယ်။စွာသေးသည်လက်လက်ဝင်ထက်ကြီးပုံရသောចောင်းသားကြီးတွေကုတ်ပုဝင်ကညှိမ့်သွားကြရာကျမတို့မှကြိတ်၍ရေမိကြသည်။ဆ ्याम မခက်ငငယ်တွေကိုနောက်ပိုပိုတတ်သောចောင်းသားကြီးကြီးတွေကဆ ्याम မကိုပဲအသေးဆွဲချစ်တော့မယ်ဆိုတဲ့တချင်းမျိုးနဲ့ စိတ်ကူးရင်တကြသောကာလလည်းဖြစ်သည်ကျမသူ့ကိုတဘောကြားနှစ်ချိုက်သောအချက်တရမှာတိုင်းမင်းကြီးသမီးဖြစ်တော်လဲတိုင်းမင်းကြီးသမီးနှစ်သူစွာမနေခြင်းပင်ဖြစ်သည်တို့အချိန်ကခစ်စားသောဇက်ဖာဖရီဖက်စတဲ့စလွန်ကအမျိုးအစားတို့ထဲလဲစီးနေနိုင်သောအချိန်မှာပင်ကတိယာလာမပေါ်ချစ်ချင်းရှောက်ချင်းဘတ်စကာတိုးစီးချင်းတို့ကိုဝင်မလေးတာပဲဖြစ်သည် မိမတူရဲ့အရေးချင်းဟာဘာလဲဆိုတာကိုကျမငငယ်တုန်းက အဖြစ်တိတိပပမရှာတတ်တော့လဲလဲလဲဝင်ကတော့ကျမစိတ်ကြိုက်မိမစင်းဝင်တာတော့အမှန်ပဲသူဒီမိမတို့တတ်အပ်တော့အချက်အပြုတ်အချက်အလုံးမှစ၍သူ့သမီးများဤကဝင်နှင့် သူ့ယောက်ျားရှက်အင်ကြီးတွေကို ကိုရန်ချုပ်ရုံမကအိမ်သုံးချင်အောင်မိအောင်ကုရှင်ဖုံခန်းစီစသည်များကိုလည်း စိတ်တိုင်းကြစိတ်ရှည်ရှည်ဖြင့်ချုပ်လုပ်တတ်သည်ယောက်ျားနှင့်သမီးလေးတားလေးတွေဤစပင်ကို ကိုယ်တိုင်ညှက်ပေးသည် မော်တော်ကားမောင်းယုံမကတော်ယုံဆက်ပြတ်တာလည်းပြင်သည်အိမ်တွင်လျှက်စစ်မီဖြူးစ်ပြက်လင်ပင်ပလေယာဝတ်ဥလေများနှင့်ကိုရိုင်းပြင်တတ်သည်။ကျမမှာအချက်အပြုတ်သာရတော့လဲ။ဇာနောသူတက်ကြွသည့်ကိစ္စတွေမှာသူ့လောက်စွမ်းဆောင်နိုင်ခြင်းမရှိတာတော့အမှန်ပဲ။ သို့တော်လည်းသူကကျမညာလက်ကိုကင်မာကဒီလက်ကရွှေထွက်တယ်လက်ပဲဒီလက်နဲ့အိမ်တော်တစ်ခုလုံးအတုံးစိတ်တွေကိုဖန်ထင်းထားတာမဟုတ်လားဒီတုန်းကလုံချင်းဝတ္ထုများနဲ့ကျမစီးပွားဖြစ်ထွန်းသောအချိန်ဖြစ်သည်ဒါကိုပဲလက်လက်ဝင်းကကျမကိုအားကျနေသည် သူသည်ကျမကိုအိမ်တလုံးဆောက်ဖြစ်အောင်တိုက်တွန်းရုံမကစိန်ရွှေရတနာများကို စုဆောင်ခိုင်းသည် လဝိယတနာများကိုဝိညာဝါသနာမပါတော့ကျမသူ့စကားနားမထောင်ခဲ့ပါဖေဗလီယာကားတစီးတာဝယ်ဖြစ်သွားသည်ကားမောင်းတင်ရန်လဲမမတော်မီကြီးသိန်းစီအပ်ပေးသဖြင့်ကျမကားမောင်းတက်သွားသည်ဒီတုန်းကရုပ်ရှင်မင်းသမီးကြီး မေတ္တဆရာဦးတုခကတော်တို့နှင့်တစ်ချိန်နဲ့ကျမကားမောင်းတင်ခဲ့တာဖြစ်သည်လက်လက်ဝင်းကကားမောင်းတာမဟုတ်ဘူးဘတ်ဆုံတော်တာ တိုးစရာမကဟဲလပင်လန်တခြားကျမနှင့်အတူတကားဂျေကာစတီယာရိုင်ကိုလိုက်ထိန်လာရင်လက်လက်ဝင်အကြောင်းတွေပြောလာသေးသည်လက်လက်ဝင်ပန်းထိုးပေးထားသောဂျော်ဂျက်လိမ်မော်ရောင်အင်ဂျီလေးသည် နေရောင်တွင်ဝင်းမှန်နေပေလိမ့်မည်ဆာမခင်ဆွေဦးကအယောင်ရင်ရင်တို့အယောင်တောက်တောက်တို့နဲ့လိုက်တယ်အသားဆောင်နေကျမကိုအလှဆင်ပေးတတ်သေးသည် သူဒီကျမထက်၃နှစ်ကျော်ငယ်ရွယ်တော်လဲကျမ၏အမတယောက်လိုပင် ကျမအတွက်အရာရာပူပင်တတ်သည်။ကျောင်းတွင် သူရဲ့ညံဆိုဒေါက်တာညံဆိုရဲ့ကျမရဲ့၃ဦးသားတစ်ဖွဲ့လည်းဖြစ်သည်။လဲလဲကလူရွေးပေါင်းတာဟာဆောင်တတ်တဲ့လူတွေလူလဲတွေအပြိုင်ဆိုင်များတဲ့လူတွေမပေါင်းချင်ပါဘူး။ဟေးယူပြောတဲ့ပါတဲ့ဂျွန်လဲနင်လာပါလားအဲခန်းဆောင်ကပုတ်တိုးတဲ့ဇာတ်ရှိတဲ့ လူကြီးလူကောင်းနာမည်ခံမိန်းမတွေလေဂျာလန်တန်ပြောတာပါကွယ်ကျမကရေရင်ပြင်ပြီးတော့သူကပခွက်လေးနဲ့အဆက်ပြေကြီးကကိုကအင်းညက်အင်းညက်နဲ့မာယာများတဲ့လူတွေကိုမပေါင်းချင်ပါဘူးဟု ခလေးလိုပြောသေးသည်မင်္ဂလာဆောင်အက်ခံပွဲတစ်ခုမှအပြန်တွင် သူ့အတွက်စိတ်ပြက်စရာအတွေ့အကြုံများကိုဖောက်သည်ချနေသည် ကျမသည်အလက်ဇန္ဒားဒူမာရေးသားခဲ့သောကယ်မလီဝတ္ထုထဲမှစကားအချို့ကိုဖတ်ပြနေပါသေးသည်။ဤအမျိုးသမီးချင်းများသည် အခအခွင့်တင်လင်တင်တလုံးဂုံတုဂုံပြိုင်လုံးနေကြသူများဖြစ်သည်။တယောက်ပေါ်တယောက်မနာလိုဝင်တို့ဖြစ်ရနိုင်လဲပြိုင်ဆန်ရှားသူများဖြစ်သည်။ဟုတ်တယ်ဟုတ်တယ်ကိုပြောချင်တာဒီတိုင်းပါပဲ။ကိုယောက်ျားကကိုကို ခင်ကန့်လန့်နဲ့အဲ့ဒါကွာစာလို့ပြောတာပေါ့နော်။ သူ့ဘာသူရည်နေသည်သူကြိုက်နှစ်သက်သောစာရေးဆရာမများဖြစ်ကြသောခင်းနှင်းယူဤမွေတက္ကတော်ဖုံးနိုင်ဤမိုးညအိမ်မက်မျိုးခင်းဆွေဦးဤဒိုတိုင်းထာနီကိုဖတ်ပြီးသူငိုရသည်ကို သူယောက်ျားပင် သူ့ကိုနားမလဲဘူးတဲ့လဲလဲဝင်ကရုပ်ရှင်ပဲကြည်ကြည်စာပဲဖတ်ဖတ်အလွမ်းခန့်ရောက်လျင်မျက်ရည်ကျလေရှိသည်တခါတုန်းကသူနဲ့ကျမပီတာအိုဒူးပါဝင်တရုပ်ဆောင်သောဂျိုးဆက်ကွန်ရဲ့ရေးသားတဲ့ လော့ချင်ရုပ်ရှင်ကားကြီးကကျမတို့နှစ်ယောက်စလုံးမျက်ရည်ကြကြသည်ကို သူမမေ။ရုပ်ရှင်ကြကြရာ၌သူနှင့်ကျမကွဲလွဲသောအချက်ရှိသည်။သူကအလွမ်းဆက်ကားကြိုက်ပြီး ကျမကဟာတာကားများကိုကြိုက်လေရှိသည်။သူကမင်းသားကြီးဦးကျော်ဆွေကိုကြိုက်နေချိန်ဝဲကျမကမင်းသားကောလိပ်ဂျင်နေဝင်းနှင့်ကျော်ဆွေကိုကြိုက်သည်ဆိုတော့ဟာရှွတ်တွတ်နဲ့မချက်ချင်စမ်းပါနဲ့။ သူတို့နှစ်ယောက်စလုံးကအလွမ်းလဲရပါတယ်ကွ။သူကနဝေတိမ်တောင်နှင့်ဖြစ်နေရှာသည်။ကျမကပင်ဆက်၍လက်လက်ရေဟာတာရတာဆိုတာလောကကိုတရုပ်ဖော်ရမှာအလွန်ကောင်းတဲ့လက်နက်တစ်ခုဖြစ်တယ်တဲ့။ရှင်းပြရင်ရှင်းပြရင်သူနားလေလာလိမ့်မည်ဟု ကျမမျှော်လင့်သည်။သူသည်ကျမ၏ဆန်ချိန်အရာ စာဖတ်နေသည်ဟုထင်သည်။ အချက်အပြုတ်အချုပ်အလုံးမိမကိစ္စတွေလျှော့ပြီးစာရင်းများများဖတ်ဖို့ကျမတိုက်တွန်းသည့်အခါတိုင်းကျမအလုံးလောက်ရမှာပေါ်တငယ်ချင်းရဲ့အိမ်အလုံးလျှော့မပြစ်နိုင်ပါဘူးအိမ်ဘော်ကလည်းကလေးတွေနဲ့အချိန်ကုန်တာနေရတကာကိုမပါမပြီးဘူးကိုကလက်လက်အရေးချင်းတွေနှမျောလို့ပါဘာအရေးချင်းလဲတခုခုပေါ့ပကြည်ရေးတာဝါသနာမပါဘူးလားဘယ် တီးကောင်းတောင်မရေးတတ်ဘူးဟုတ်လို့လားပန်းအိုးတို့ငှက်တွေပန်းတွေနဲ့လိမ့်ပြန်တဲ့တစ်ပင်တွေပါရေးပြီးတော့အဲ့ဒါကတော့အလုံးနဲ့ရေးတတ်တာပေါ့ပကြီးတော့ဝါသနာမပါတာအမှန်ပဲကိုကလည်းလည်းကိုအဲ့အလုံးမှနင်းမြုပ်နေတာကိုပဲနှမျောတာယူကယောက်ျားတယောက်လိုပတ်ဆက်ရှာနိုင်တာကိုပြောအားရှိမှာပေါ့ဒါပေမဲ့သတိတော်ထားနော်မိမကမိမလို့မနေရင် ကိုပိုင်ယောက်ျားစမောဆွဲတော့အောင်မယ်။လောကကြီးမှာ cat mountain peak တွေကပေါကပေါနဲ့။ဘာလဲအဲ့ဒါ။ cat ကဘာလဲ။တောင်း။อืมဟုတ်ပြီ။ mountain ကတောင်း peak ကယူတာ။ကြောင်တောင်၌ပေါ့။တို့ပါတာသူပြောရင်ရည်နေပြန်သည်ပချိုက်လေးများပါနုသွေးရောင်ပါပေါ်၌ခွတ်ထင်လာသည်လက်လက်ဝင်းကိုသူ့ယောက်ျားကစန္ဒယဝယ်ပေးသည် အသီးအမောဂေဒဝါဒနာထုံသည့်အတွဲလက်လက်ဝင်းကို ကျမတမျိုးအထင်ကြီးလေးစားရသည်စန္ဒယဆရာမအိမ်ခေါ်ကတင်ရင်တချင်းကြီးအပုပ်20ကျော်ခဏချင်းတက်သွားသည်စန္ဒယကိုနှုတ်နှစ်တီးတက်သွားကခဏချင်းပင်ကျမကြိုက်သောဂီတနတ်တန်ကိုစောငိမ့်ဤတချင်းတွေအသီးကျင်သေးသည်ကျမကိုတချင်းဆုပ်ခိုင်းတော့မဆူတက်ဆူတက်နှင့်ဆူပေးရသေးသည် မေရှင်တီဆိုခဲ့သောဝတန်ခါဦးမှတနာညာတာမဲ့တရားမဆာနာခဲ့ ပူအောင်ဖန်ပြီးမန်မညိုးပါနဲ့အလိုလိုမအေးရွှေရင်မာဖိုးငိုချင်းဆွေပေါ်ဝေးလေဖော်မဲ့တကိုရေနွမ်းခဲ့ပြီ အော်လွမ်းရပတုံရသည်မိုးနှက်ဆွေရဲ့ဒီမောင်ချစ်ရဲ့မကြီးသူကစံတရားတည်ရင်ကိုသေးသည်အော်လက်လက်ရဲ့ ီလောက်ကံကောင်းတဲ့ဘဝများမျက်ရည်လွယ်ရတယ်လို့ဟုတ်တယ်ကိုကိုကလည်းယူလို့ပဲပြောတယ်လက်လက်ဝင်းယောက်ျားကလက်လက်ဝင်းကိုအရေးတကြီးကြီးနဲ့သူမသူအောင်ချစ်တည်ဟု ကျမကြားဖို့သည်နောက်နှစ်ပေါင်းဆယ်နှစ်ခန့်အကြာတွင် ကျမတို့အိမ်တော်ရေးမပြေလည်တော့တဲ့တည်င်းစာတွေဖတ်ရပြီးသည့်နောက်နှစ်ရက်အတွင်းသူရီတိုရိုတာကိုရိုလာကားဆင်ဆွေရောင်လေးကို ကိုရိုင်းမောင်းလာသည် သူမျက်နာတွင် မျက်ရည်တွေရွှဲလုံး တလန်းလုံးကားမောင်းရင်ငိုလာတာလေလူတွေကကိုယ့်ကိုဘာထင်မလဲမသိဘူးပြောပြီးမှမျက်နာကိုစစ်စစ်ဆိုင်ကြည့်ပြီးတေနာမသူကဖြစ်ပြုံးလို့ဒီကငိုလိုက်ရတာဆိုပြီးကြိမ်မောင်းနေသေးသည်ကျမကသူ့ပခုံးကိုလှမ်းပုတ်ကာရည်ရင်မငိုချင်တော့ဘူးကွယ်နှစ်ခါနာတယ်ကိုကိုနဲ့ကောင်းဖြိုက်ဖက်ဆရာဝန်လူပြိုကြီးကိုကောင်းခေါက်လိုက်သူကယူကိုမြင်ဖူးတယ် တော်ပါပြီတငယ်ချင်းရဲ့ကိုပဲခေါင်းအခောက်ခံနေရအောင်မင်းငါတငယ်ချင်းကတိတ်ယိုတိတ်အားလားပြောရင်လဲလဲဝင်ကိုပြန်သည်ကျမကပင် သူ့ကြောပြင်ပေါ်လက်တင်ကချော်ရသေးသည်ထိုနေ့ကကျမအတွေ့ကြားကောင်းတစ်စိတ်ပီနံပါတီတစ်ထည်ရှန်သားအင်ကြီးစားတစားကိမ့်မုတ်ပုံတစ်ပုံစတေးဆိုင်ထဲတွင် မြစ်ချင်နေဝတာဟင်ပစုံချောင်းနဲ့ငြုတ်တီးကြော်တွေထည့်ယူလာသေးသည်မှတ်မိသေးလား မိုးတိခဲပြန်ပြီးကိုစောငင်းတချင်းဆိုတဲ့နေ့ကဟင်းတွေလေယူကြိုက်တက်လို့ချက်ယူလာတာမှတ်မိပါမှတ်မိပါ ကိုထမင်းသုံးခါထဲတာမမေ့ပါဘူးသူ့ကိုပေးထားတဲ့ကျမဓာတ်ပုံတွေကိုဘေးကလူပုံကိုညှက်ထုတ်ဖြစ်ကကျမပုံတပုံတည်းပဲတင်ထားသည့်အကြောင်းပြောသေးသည်ကျမကရီကလဲလဲကခုတိကလေးဆန်တော့မယ်ယူကရောအေး ဒိုးရီ40ပြေတော့မယ်အသက်နဲ့အတူတူလိုက်မကြည့်သေးဘူးနော်အဲအဲ့ဒါပဲကောင်းပါတယ်လက်လက်ဝင်ပြန်သွားတော့ကျမသည်လက်လက်ဝင်အချောင်းကို မေမေနှစ်သမီးကိုတဖွားဖွားပြောရင်းကြရည်သည်တစားမောလာဆန်12ရက်နေဘာနေကြလဲမသိဘူးသူတို့အိမ်နောက်သက်နှစ်20ပြည့်ဆွင်ကျွေးမလို့တယ်သူယောက်ျားကသူ့ကိုတိတ်မြတ်နိုးတာအတော်ကံကောင်းတဲ့ကောင်ပါလေ သူတို့မင်္ဂလာနှစ်ပတ်လည်ဆွံ့ကြွေကျမမရောက်လိုက်တော့လဲလဲလဲဝင်းစီကတည်နေရသည်လဲလဲတယောက်နှလုံးရောဂါကြောင့်ရေချိုးခန်းအနီမေ့လဲလို့ဆေးရုံပိုရတယ်မင်္ဂလာနှစ်ပတ်လည်ပြီးနှစ်လသုံးလအကြာတွင်ဖြစ်သည်လဲလဲဝင်းစိတ်မချမ်းမသာဖြစ်ရသောအကြောင်းတွေဆက်ရောက်လာခဲ့သည်လဲလဲဝင်းကိုမျက်နှိုးတော်လျင်ရောက်ကြသည်သူ့လက်အောက်ကမင်းကလေးတူဦးနှင့်တိတ်တိတ်ညှိစုံနေသည်ဆိုပေမယ့် လက်လက်ဝင်အိတ်ဆဲတွေအလွန်အကျွံတောင်းမှ အိတ်လင်ရတော့ဘဝမျိုးကို ကျမခြေဖြတ်ခြင်းတစ်ဖြင့်လက်လက်ဝင်စီရောက်သွားတော့ခရီးကျုံနေပြီဖြစ်သည်လက်လက်ဝင်မျက်လုံးဟောက်ပတ်နှင့်ပိန်ချုံနေသည်နှလုံးရောဂါအပြင် အဆုတ်ကင်ဆာဖြစ်နေသည်ဆိုလားကျမသူ့စီသွားတော့လက်လက်ဝင်အိတ်ဆဲများကြောင့်အိပ်ပျော်နေသည်သူ့ကိုမနှောက်ယှက်ခြင်းတစ်ဖြင့်အသာလှည့်ပြန်လာသည် သူအိတ်ခါစားမှုနောအုံးမြင်မဟုတ်ကြောင်းသိရသည် သူ့အနေတွင်ခင်မွန်းတွေတမီးတွေမရှိကြ။ကြောင်နဲ့အလုတ်သွားကြသည်တဲ့။သူလက်သက်မွေးထားသောတပည့်လေးနော်အဲမူအိမ်ဖော်ပဲရှိသည်။အဲမူကမျက်ရည်တွေပြည့်စက်နေသောမျက်လုံးများမှာနီးရဲနေသည်။သူ့ဇမကိုတတိပေးသောစကားများယခုထက်တန်ကြားရောင်နေစဉ်မိမကမိမလိုမနေရင် ကိုပိုင်ယောက်ျားစမောဆွဲသွားအောင်မယ်နော်။ ကျမသည်ညနေဖဲတခေါက်ဝင်ခဲ့အောင်မည်ဟုအဲမှုအားမှားခဲ့ကပြန်ခဲ့တော်လဲစိတ်ကလက်လက်ဝင်းစီကြံခဲ့သည်တဆောင်မုံးလာဆန်း၁၂ရက်နေ့ညလေလာတာလိုက်တာဝင်းလဲနေတာပဲခွာဖြူတွေကလည်းတအားပွင့်တာအဆုံးတက်မြန်လုံးတယ်မထင်ပါနဲ့ထိုညနေမဆောင်ခင်တွင် လက်လက်ဝင်းဆုံးရှာသည် ကျမကိုကောင်းလေးတူဦးကလာအကြောင်းကြားတော့စိတ်ထိခိုက်သဖြင့်လက်လက်ဝင်းစီမသွားတော့ အာတုပချတဲ့နေကြမှပဲသွားတော့မြေစိတ်ကူသည်ဒီနှစ်ရက်သုံးရက်ကျမဘာမှလုံးလို့မရတော့နေ့ရက်များဖြစ်သည်ခါတိုင်းမမတ်ဆွဆွရှိလာတော့စများပင်မဖက်ဖြင့်ခြေတံပင်မကြားရတော့တေမင်းကိုစိတ်ဆိုးသည်လက်လက်ဝင်းဤအိပ်ပြော့နေသောဒရန်ကိုသာမြင်ရောက်နေမိသည်အာတုပအိမ်သည်တိတ်ဆိတ်လွန်လာသည် လူတွေစီစီကားကားရှိတော်လဲငိုတန်ဒေါမနတတန်တွင် ညင်းညူတန်တွေရှိုက်တန်တွေ မကြရလဲလဲဝင်ယောက်ျားသည်အလောင်းပင်ငုတ်တုတ်ထိုင်ကငိုင်နေသည်တမီးနှစ်ယောက်သားနှစ်ယောက်ကတော့ဒေါက်လေးတွေမှာထိုင်ကမျက်ရည်ကျနေသည်လဲလဲဝင်အမေနှင့်အဖေမောင်လေးများက မျက်ရည်တွေ ပြည့်စံသောမျက်လုံးများနှင့် အလောင်းကိုကြောင်တောင်ငေးဆိုင်ကြည့်နေသည်လဲလဲဝင်ခေါင်းရင်းကပန်ကားလေသောအတန်တားလှင်တခန်းလုံး၏အတန်လိုဖြစ်နေသည် ဝင်နာမီယာမှလက်လက်ဝင်းတို့ခြံကြီးတွင်ခေပေါ်စလုံးကားတွေကပြုတ်သိမ့်စီနေသည် အခန်းတစ်ခုလုံးစိတ်နှကအစိမ့်လက်စို့လဝိယရနာတွေနှစ်တကွာဗဒမြာနီလာမြစသောကြောက်ရောင်စုံများပြိုပြတ်နေသည်အာတုဘအိမ်တို့လာကြသော အမျိုးသမီးကြီးငယ်တို့ဤမျက်နှာများတွင်အာတုဘအိမ်နှင့်မလိုက်အောင်ပင်အချိန်အတများလုံးသည်ဟုထင်သည် ူတို့မျက်နာတွင် လူတဦးတယောက်ဆုံးရှုံးခြင်းအတွေ့ဘယ်လိုမှမထိခိုက်သောဟန်ပန်များပေါ်လွင်လာသည် နေစိမ့်သောမျက်နာများခေါင်းစဉ်တက်၍ကြပြရေးတက်လျင်ရေးဖွဲ့ခြင်းလာသည်ကျမအခန်းထဲသို့ရိုင်နေစွာဝင်လာသည်နှင့်ကျမအားလက်လက်ဝင်သမီးအကြီးဆုံးကလှမ်းတွေ့ကအန်ဒီဦးရဲ့မမေ့ကြည့်ပါဦးရှင်ထဲမှတဆင့်အကောင်ထဲမှစောင့်ထွက်လာသောစကားများဖြင့်အော်ငုံလိုက်သည် သမီးလက်ကလည်းမမေမရှိတော့ဘူးဒီတော့မှလက်လက်ဝင်ရဲ့သားသမီးတွေအဖေအမေနဲ့မောင်တွေဆွေမျိုးတွေအားလုံးငိုကြသည်ကျမ၏နှလုံးသားကို တစားစီပဲ့ထွက်အောင်ငိုတန်တွေရှိုက်တန်တွေကြားတယ်တွင်ဆေးရောင်ဆုံးခြေတသောမျက်နှာအနိထားမှမတိမသားပြောင်းကုန်သည်။ဝမ်းနေကြေကွဲသည်မဟုတ်တော့လေအံ့ဩရေအနေများနှင့်အားနာသောအရာဆိုးစီးများတန်လာသည်။ အလောင်းဘေးမှာရန်နေသော ကီမိုနိုအပေါ်အောက်စင်တူဝစ်စင်ထားသော အသက်50ကျော်အမျိုးသမီးကြီးကသူ့ကောင်းထံမှ ခရမ်းရောင်လာဗန်နာတိခွပန်းကိုမတိမတားဖြုတ်လိုက်သည်အသက်20အရွယ်အပြိုမတူကသူ၏လိန်ပေါ်ရင်းရောင်နှုတ်ခမ်းဆိုးဆေးကိုနှုတ်ခမ်းပေါ်မှလက်ခုံနှင့်အသားရပုတ်တက်လိုက်သည်ငိုတန်ရှိုက်တန်တွေကြားတဲ့တွေကျမပဲလို့နှစ်တစ်စကားမျိုးမှမဆိုလိုလိုက်နိုင်။ကျမကိုယ်တိုင်ငိုယုံနေသောကြောင့်ဖြစ်ပါသည်။ လလဲဝင်းကိုကြည့်ရင်ကြည့်ရင်အာတုဘရှင်သည်ကျမကိုယ်တိုင်ဖြစ်နေတယ်လို့ခံစားရသည်တငယ်ချင်းရဲ့မင်းကိုယ်ကိုယူအောင်လုပ်ခဲ့တာပဲစိတ်မှပြောမိသည်ခဏခဏငိုတတ်တဲ့ကောင်မလေးပချက်လေးပေါ်အောင် မပြုံးနိုင်တော့တဲ့ကောင်မလေးခုတော့မင်းအတွက်အားလုံးငိုနေကြပြီသူ့အိမ်နီးနာချင်းဖြစ်ဟန်သူတို့အရွယ်လိုက်မိမသူအူကမျက်မှန်ချွတ်ကမျက်ရည်တွေတုပ်ပြနေသည် ငိုရာတွေလွမ်းနာတွေဆွေးတာတွေမကြားချင်မမြင်ချင်တော့ပေမယ့်ကိုကျင်နဲ့ပါပြီးတငယ်ချင်း အလွမ်းလေမှလေးမင်းအတွေ့တက်ဆိုင်သူတွေလွမ်းကြံရခဲ့တာအမှန်ပါပဲနောက်ဆုံးမျက်ရည်တွေအများဆုံးတုံချသူကတော့မင်းကိုကိုပဲ ဖြစ်ပါတယ်လို့ပြောပြချင်တယ်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမခင်ဆွေဦးရေးသားထားတဲ့အလွမ်းအိမ်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်